မေလ3ရက်နေ့စိန့်ဖိလစ်နဲ့စိန့်ဂျိမ်းစ်တို့ရဲ့ပွဲနေဖြစ်ပါတယ်။ရှင်ယောဟန်အင်္ဂလိကျမ်းအခန်းကြီး14အခန်းငယ်6မှ14ထိုချိန်၌ယေရှုကသောမတ်စာမိန့်တော်မူသည်မှာငါသည်လမ်းခီးဖြစ်၏။တမာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါကို အမိမပြုဘဲမြည်သူမြခမီးတော်ထံသို့မလာနိုင်။ သင်တို့သည်ငါ့ကိုတိကြပါလင်ငါ၏ခမည်းတော်ကိုလည်းတိကြလိမ့်မည်ယခုမှစ၍သင်တို့သည်ငါ၏ခမည်းတော်ကိုတိကြ၍ဖူးမြင်ကြရလေပြီဟု သူအားမိန်တော်မူ၏ဖိလိပ္ပုကလည်းသခင်ဖေဟာခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါလင် တပည့်တော်တို့စိတ်ကျေနပ်ကြပါလိမ့်မည်ဟုကိုရောအားလျှောက်လေ၏ယေရှုကသူအားမိန်တော်မူသည်မှာဖိလိပ္ပု ငါဒီတင်နဲ့အတူမိမြကြောင်နေခဲ့ပါတော့လေတင်ဒီငါကိုမသိသလားငါကိုမြင်ရတော့သူဒီခမီးတော်ကိုလည်းဖူးမြင်ရ၏အဘယ်ကြောင့်တင်ဒီခမီးတော်ကိုတပည့်တော်တို့အားပြပါဟုဆိုရသနည်းငါဒီခမီးတော်၌တည်ရှိ၍ခမီးတော်သည်လည်းငါ၌တည်ရှိကြောင်းကိုတင်မယုံကြည်သလားတင်တို့ဟာငါပြောသောစကားများကိုငါသည်ငါ၏အခွင့်အာဏာဖြင့်ပြောသည်မဟုတ်ငါ၌တည်ရှိတော်မူသောခမီးတော်သည် မိမိ၏အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏ငါသည်ခမည်းတော်၌တည်ရှိ၍ခမည်းတော်သည်လည်းငါ၌တည်ရှိသည်ကိုယုံကြည်ကြလော့ဤသို့မဟုတ်လင်လည်းငါပြုသောအမှုရာများကိုထောက်၍ငါကိုယုံကြည်ကြလော့သင်တို့အားငါဧကံအမှန်ဆိုသည်ကငါကိုယုံကြည်သောသူသည်ငါပြုသောအမှုရာများကို ပြုလိမ့်မည်သူသည်ရင်ထက်ကြီးမြတ်သောအမှုရာများကိုလည်းပြုလိမ့်မည်အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့သွားမည်ဖြစ်သောကြောင့်ဒီတားတော်အားဖြင့်ခမည်းတော်၏ဘုန်းတော်ထင်ရှားစေရန်ငါ၏နာမတော်၌တင်တို့တောင်းလျှောက်သည်များကိုငါပြုမည်တင်တို့သည်ငါ၏နာမတော်ကို အမိပြု၍တစုံတရာကို တောင်းလျှောက်လျင်ငါသည် ထိုအရာကို ပြုမည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်စိန်ဖိလစ် and St James တမန်တော်ကြီးနှပါရဲ့ပွဲနေကို ကျွန်တော်တို့ဒီနေ့ကျင်းပပါရယ်စိန်ဖိလစ်ကတော့ရှမသဲမာကူလူကာနဲ့တမန်တော်ဝတ္ထုတွေမှာရှိတဲ့တမန်တော်ရဲ့စာရင်းထဲမှာနံပါတ်9နေရာမှာဖော်ပြထားခြင်းခံရတဲ့တမန်တော်ကြီးပဲဖြစ်ပါတယ်။ရှင်ဝါဂျန်ခန်းကြီးတခန်းက45မှာဖိလစ်ကိုနာသနာရဲကမေးပါတယ်။တန်တရားနဲ့မေးတဲ့မေးခွန်း နာဇရက်ကနေကောင်းတာတစ်ခုထွက်နိုင်တာလားကောင်းတဲ့တစုံတရာပေါ်ထွက်နိုင်ပါမလားဒီမေကွန်းကိုပဲရှင်ဖိလစ်ကနေပြန်ပြီးတူတူတုတ်တုတ်ထီထီမိမိပြန်ဖြည့်ထားပါတယ်လာရွေးကြည့်ပါဒီလာရွေးကြည့်ပါဆိုတဲ့ဟာကအဖြေကြီးပဲလည်းမကပါဘူးဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ် ခင်ယေရှုကို တွေ့ဖို့မြင်ဖို့ဆိုတာဇကလုံးနားကနေကြားယုံနဲ့မလုံလောက်သေးမကျင့်နိုင်သေးပဲနဲ့ကိုယ်တိုင်ကိုကြတွေ့ဖို့အတွက်ဒီနေ့ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တယောက်စီကိုလည်းပဲရှင်ဖိလစ်ပါဖိတ်ခေါ်နေပါတယ်လာ၍ကြည်ပါသခင်ယေရှုနဲ့ယဉ်ဒီကြွယုံဖို့သူ့ကိုသူ့ရဲ့ပုံကို ပို့ပြီးတိလာဖို့အတွက် တစုံတစ်ခုသောနိစ္စမှုလိုအပ်ပါတယ်။ယင်းနေကြွယ်မှုလိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ရှင်ဖိလိပ္ပဖိတ်ခေါ်နေခြင်းမှဖြစ်ပါတယ်။တမန်တော်တွေခေါ်တော်မူခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့သခင်ယေရှုနဲ့အတူရှိဖို့ပဲဖြစ်ပါတယ်။ရှင်မာကုခန်းကြီး၃ခန်းငယ်14မှာသူ့ရဲ့ဘဝမှာပါဝင်ဖို့ပဲဖြစ်ပါတယ်။ဒီဟာကတခြားလူတွေကိုလည်းပဲရှင်ဖိလိပ္ပနဲ့ဖိတ်ခေါ်ရရှိပါတယ်။ သူ့ရဲ့အဖြစ်တော့ပုံမူပြီးသိရှိလာဖို့သူ့ရဲ့ကျွန်တော်တို့တွေလှုပ်ပေးတဲ့လုပ်ငန်းတော်ကိုပုံမူပြီးသိရှိလာဖို့သူ့ကိုပို့သိလာဖို့အတွက်နှီးကပ်လာဖို့အတွက်ရင်းနှီးလာဖို့အတွက်သူ့ကိုသူ့ရဲ့ပို့ကိုကိုတဖြည်းဖြည်းရှာဖွေတွေ့ရှိလာဖို့အတွက်ဒီနေ့ဖိလစ်ကနေခေါ်နေပါတယ်ဒီနေ့ဖိလစ်ကနေကျွန်တော်တို့ကို ပါဝသတိပေးလဲဆိုရင်လာပြီးတော့ကြည့်ဖို့သူ့နဲ့အတူတူ နားထောင်ဖို့ပြန်လည်တုံ့ပြန်ဖို့သခင်စုနဲ့မိတ်ခါရဖွဲ့ဖို့နေစဉ်နေတိုင်းမှာတရားကိုဖိတ်ခေါ်လျက်ရှိပါတယ်။ရှင်ယောဟန်ခန်းကြီး6ခန်းငယ်9မှာမှုန့်ပွားတဲ့အခါမှာတန်ဖိလစ်ကနေသခင်စုကိုမေးပါတယ်။တင်နာရီ200နဲ့ဝယ်အောင်တော့မှမလောက်ဘူး။နည်းနည်းပဲစာမယ်။သူ့ရဲ့အမေကဟာလက်တွေ့ကြပါတယ်။ယူရှင်ပါတယ်။ယူတာပါတယ်။ တရားကိုသခင်ကြီးကလည်းပြန်ပြီးကမှအံ့ဖွယ်ရတယ်နဲ့ပြန်ပြလာပါတယ်။သခင်ကြီးကတွေ့ဖို့အတွက်ဂရိတရားအန်ဒရူးစီကိုလာပါတယ်။အန်ဒရူးနဲ့ဖိလစ်ကသခင်ကြီးစီကို ပြန်ခေါ်သွားပါတယ်ဒီဂရိလူမျိုးတွေကိုဒီတမန်တော်ရဲ့ကဏ္ဍကတဖြည်းဖြည်းထင်ရှားလာပါတယ်။ဖခင်နဲ့ပေးတွေ့ဖို့ဖခင်ကိုရှာနေတဲ့လူတွေကိုအကူအညီပေးဖို့ပဲဖြစ်ပါတယ်။ ဒီလိုရှာနေတဲ့လူတွေအကူအညီပေးတဲ့နေရာမှာဖိလစ်ပါဘယ်တော့မှမပြတ်ပါဘူးနောက်ဆုံးညသာစာပွဲမှာလည်းပဲတခင်ယေစုပြောနေတာငါ့ကိုတီးတဲ့လူကခမီးတော်ကိုတီးလိမ့်မယ်ဒီကမှာဖိလစ်ကလည်းရိုးရိုးသားသားပဲမေးပါတယ်ခမီးတော်ကိုပြပါဒီလိုမြင်လို့ရှိရင်ကျွန်တော်တို့ဂျေနန်နှစ်သိင်ချင်းရပါလိမ့်မယ်ဒီဟာကဒီစကားပေါ်မူတည်ပြီးတခင်ယေစုကပြန်လဲပြီးဖွင့်ပြလာပါတယ် ငါကိုမြင်တဲ့လူပါခမိတော်ကိုမြင်တယ်ဒါအမြင့်ဆုံးသောဖွင့်ပြလာမှုပဲဖြစ်ပါတယ်ဒီဖွင့်ပြလာခြင်းမှာတန်ဖိလိပ်ကနေတဆင့်ကျွန်တော်တို့သိလာရခြင်းလည်းပဲဖြစ်ပါတယ်ဒါကြောင့်သခင်စုကိုတွေ့ဖို့ပုံမပြီးသိဖို့ရင်းနှီးကြွယုံဖို့အတွက်ဒီနေ့တမန်တော်ကကျွန်တော်တို့ကိုဖိတ်ခေါ်တယ်တန်ရာကုတ်ကြတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲတမန်တော်ရဲ့ခေတ်အသင်းတော်ကိုပုံဖော်တဲ့ခေတ် formation period အခက်အခဲမျိုးစုံပေါင်းစုံ အပြင်အတွင်း ရှိပါတယ်နှိမ့်ဆက်ညံ့မှုအတွေ့မှာလည်းပဲဂိုင်းကနာကွဲတွေရှိပါတယ်ယုံကြည်သူများ ဖြစ်လာတော့လည်းပဲ Greek အရင်ခံတဲ့ပုံကိုယ်တွေရှိတယ် Jew ထုံနှန်းစင်လာရပေါက်ဖွာလာတဲ့ပုံကိုယ်တွေရှိတယ်ဒီလိုပုံကိုယ်တွေခြားထဲမှာဆက်သွယ်တွေလုပ်ပေးခဲ့ပါတယ်စီလုံးညီညွတ်မှုရရှိအောင်လုပ်ပေးခဲ့ပါတယ်ပုံမူပြီးကမှစီလုံးမှုကြည့်လျအောင်လုပ်ပေးခဲ့ပါတယ်ယုံကြည်ခြင်းအရာမှာ သာသနာတော်ကိုတည်ထောင်ခဲ့ပါတယ်။ပုံမူပြီးတက်မှတ်တဲ့အယူဝါဒရှိလာအောင်တုံ့သင်ခဲ့ပါတယ်။ယုံကြည်ခြင်းဟာလက်တွေ့အလုံးမပါရင် အသေးပဲဖြစ်တယ်။ယုံကြည်ခြင်းနဲ့အလုံးတဟာဇာတာဖြစ်ဖို့ပုံမူပြီးလက်တွေ့ကြတဲ့အသက်ရှင်နေထိုင်မှုမျိုးယုံကြည်သူတွေရဲ့နေထိုင်မှုမျိုးကိုသူကညွှန်ပြပါတယ်။ဒါကြောင့်ဒီတမန်တော်တွေဒီနှစ်ပါးပွဲနေကိုကျင်းပါတာကျွန်တော်တို့ ယေຊုတရားမှာလည်းပဲဖြစ်ပါတယ်ဒီနေ့ဒီချိန်ထီအောင်ကိုသူတို့ရဲ့တုန်သင်ချက်သူတို့ရဲ့လမ်းညွှန်ချက်သူတို့ရဲ့ဆုံးမတာတွေနဲ့ကျွန်တော်တို့အသက်ရှင်လျက်ရှိပါတယ်အထူးသဖြင့်သူတို့လက်ဆင့်ခံခဲ့တဲ့ယုံကြည်ခြင်းဟာကျွန်တော်တို့လက်ထဲမှာဒီနေ့ရှိပါတယ်သူတို့ရဲ့ဖိတ်ခေါ်ခြင်းအားလည်းပဲနေ့တိုင်းနေ့စဉ်တယောက်စီကို ဖိတ်ခေါ်လျက်ရှိပါတယ်ဖခင်နဲ့ပူနီးဖို့ဖခင်ကိုပူသိဖို့တရားမလို့ကျွန်တော်တို့ဘက်ကလည်းပဲတမန်တော်တွေကဲ့သို့သူတို့နဲ့အတူတူ သူတို့လျှောက်တဲ့လမ်းကိုလျှောက်ခြင်းအဖြစ်ပုံမူပြီးတနေ့တခြားဒီပုဂ္ဂိုလ်ကိုသိရှိလာဖို့အတွက်ကြိုးစားကြပါစို့စိန်ဖိလစ်အန်ဂျိမ်းစ် pray for us